ားလုံးဝမင်္ဂလာပါခင်ဗျာရွှေရင်ကချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အနောက်ဖန်စက်တင်ဘာလ30ရက်နေ့အတွက်နောက်ဆုံးရမိုးလေဝသကြိုတင်ခန့်မှန်းချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါရခင်ဗျာ။အထူးမိုးလေဝသအနေနဲ့စူပါတိုင်ဖွန်းမုန်တိုင်းဘူလိုင်းရဲ့နောက်ဆုံးရအခြေအနေများနဲ့ဘူလိုင်းမိုးကြီးကြီးရောက်ရုတ်တရက်ရေးကြီးနိုင်တဲ့သတိပေးချက်များကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဘူယိုလေးကိုအဆုံးထိကြည့်သွားနိုင်ပါရခင်ဗျာ။ပထမဆုံးအနေနဲ့မိုးစလမထုတ်ပြန်ထားတဲ့တိုင်ဖွန်းဘူလိုင်းရဲ့အခြေအနေကိုတင်ပြပေးမှာဖြစ်ပါရ။2025ခုနှစ်စက်တင်ဘာလ29ရက်နေ့မြန်မာစံတော်ချိန်17:00အချိန်ထုတ်ပြန်ချက် ယနေ့မြန်မာစံတော်ချိန်10နာရီခွဲချိန်တိုင်းထွာချက်များအရဗီယက်နမ်နိုင်ငံကုန်းနမတ်ဒေတာများကိုဖျက်ချောင်ဝင်ရောက်ခဲ့သောအားကောင်းသောအပူပိုင်းမုန်တိုင်းပူလိုင်းဟာအနောက်နောက်မြောက်သို့ဆက်လက်ရွေ့ရှားခဲ့ပြီးဗီယက်နမ်နိုင်ငံနဲ့လာအိုနိုင်ငံနယ်စပ်ဒေတာများကိုဆက်လက်ဖျက်ချောလျက်ရှိပါသည်။နောက်ထပ်48နာရီတွင်ခံမှန်းချက်ကတော့အဆိုပါအားကောင်းတဲ့မုန်တိုင်းပူလိုင်းဟာအနောက်နောက်မြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးယနေ့ညနေပိုင်းမှာလာအိုနိုင်ငံမြောက်ပိုင်းနယ်စပ်ဒေတာများကိုအပူပိုင်းမုန်တိုင်းပူလိုင်းဖြစ်၎င်း30ရက်ကုလား 2025ရဲ့နှစ်နံနက်ပိုင်းမှာလာအိုနိုင်ငံနဲ့မြန်မာနိုင်ငံနယ်စပ်ဒေသများကိုအပူပိုင်းမုန်တိုင်းရဲ့အဖြစ်ဆက်လက်ဖြတ်ကျော်နိုင်မယ်လို့ခန့်မှန်းရပါတယ်။သတိပေးနှိုးဆော်ချက်ကတော့အဆိုပါအကောင်းသောမုန်တိုင်းဘူလိုက်မှပြတ်ထွက်လာသောတိမ်တိုင်းများကြောင့်ယနေ့နံနက်မှတရက်ဆယ်လ2025ရဲ့နှစ်အတွင်းနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရဗီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်၊ရှမ်းပြည်နယ်တို့မှာ နေရာစိတ်စိတ်မှနေရာအနှံပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်၍မိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်။မြမကန်ဝန်းတချောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာတခါတရံမိုးသက်လေပြင်းများကြာရောက်ပြီးလှိုင်းကြည့်ပါမယ်။မိုးသက်လေပြင်းကြာစဉ်ရေပြင်းမြေပြင်းလေဟာတနအိုင်ကို35မိုင်အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းမြေမှာမြမကန်ဝန်းတချောင်းနဲ့ကန်လုံပင်လေပြင်းတို့မှာ10ပေမှ12ပေကန်ရှိနိုင်ပါတယ်။တိုးပြပါရေးမိုးသီးထန်စွာရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခိုက်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပြခြင်းလျှက်စီးလက်ခြင်းမိုးသီးကြွေခြင်း လျက်တစ်ဖက် ရေးကြီးခြင်းနှင့်မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေတာများရှိကုန်းပြင်ဒေတာများအနည်းတွင်နေထိုင်ကြသူများအနေဖြင့်ရေပြိုမှုအန္တရာယ်မြေငယ်ချောင်းငယ်များအနည်းတွင်နေထိုင်ကြသူများအနေဖြင့်ရေကြီးမှုရေရှမ်းမှုအန္တရာယ်များကိုကြိုတင်ရှောင်ရှားနိုင်ပါရန်နှင့်ပြည်ရင်းရေချောင်းသွားလာရေးလေချောင်းပြန်တန်းရေးနဲ့ဆယ်မြောင်းတာတမန်များအနေဖြင့်လိုအပ်သည့်များကြိုတင်ပြစ်စစ်ဆောင်ရွက်ထားနိုင်ပါရန်အသိပေးနိုးစွာအပ်ပါရခင်ဗျာ။ ဆက်လက်ပြီးလက်ရှိမိုးလေဝသအခြေအနေများနဲ့လာမယ့်အော်တိုဘာလလယ်ထိမြန်မာနိုင်ငံမိုးလေဝသခံမှန်းချက်အနှစ်ချုပ်ကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာအော်တိုဘာလပထမပတ်တွင်အရေးကြီးခံမှန်းချက်များလေပြားနှင့်ရံဝန်အသက်အော်တိုဘာလပထမပတ်အတွင်းမှာတောင်တရုတ်ပင်လယ်၌လေပြားနှင့်ရံဝန်တစ်ခုထပ်မံဖြစ်ပေါ်နိုင်ပါတယ်လမ်းကြောင်းနှင့်အင်အားရောကျခြင်း၎င်းလေပြားနှင့်ရံဝန်ဟာအော်တိုဘာလ6ရက်နေ့မှာဗီယက်နမ်နိုင်ငံတုန်ကင်းပင်လယ်ကွေ့အပေါ်မှာအပူပိုင်းမှုန်တိုင်းငယ်အဖြစ်အင်အားပြည့်ပြည့်သွားမယ်လို့ခန့်မှန်းထားပါတယ်မိုးရေချိန်ဆက်လက်ကောင်းခြင်း ရင်းလေပြားနဲ့ရံဝင်ရဲ့ဆွဲရတွေကြောင့်အရှိမြောက်မုတ်တုံလေဟာအားကောင်းစွာဝင်ရောက်လာပြီးပစိဖိတ်အနောက်ပိုင်းနဲ့တောင်အာရှပင်လယ်တွေမှရေငွေများနဲ့ပေါင်းဆက်ခါအရှိအာရှမဲခေါင်မြေဦးတစ်လျှောက်နဲ့မြန်မာနိုင်ငံတဝမ်းလုံးမှာအော်တိုဘာလလယ်အထိမိုးများဆက်တိုက်ရွာသွန်းနိုင်ပါတယ်မိုးရေချိန်ခန့်မှန်းချက်လက်ရှိမုန်တိုင်းကြီးရဲ့လက်ကျန်မိုးလက်ရှိဝင်ရောက်လာနေတဲ့မုန်တိုင်းကြီးရဲ့လက်ကျန်မိုးဟာအော်တိုဘာလ၄ရက်နေ့မှာကချင်မြောက်ပြားမှာထွက်ခွာလာသည့်အထိခန့်မှန်းချက်၅လက်မှကျော်ကန်ရွာသွန်းနိုင်ပါတယ် ောက်ထပ်မိုးများကတော့အောက်တိုဘာလ9ရက်နေ့မှ17ရက်နေ့အထိငါလက်မကြော်ကန်ထပ်မံရွာသုံးအောင်ပဲလို့ခန့်မှန်းရပါတယ်။အားကြောင့်မိုးဥကဲ့သို့စိုက်ပျိုးရေးနဲ့ရေကြီးနိုင်မှုအတွက်သတိထားရန်လိုအပ်နေပါတယ်။လေသမားများအတွက်သတိပေးချက်စောင်းသိမ့်တဲ့စိုက်ပျိုးမဲ့တောင်သူများအနေဖြင့်အောက်တိုဘာလလယ်အထိမိုးအခြေအနေကိုကြည့်ပြီးမှသာစိုက်ပျိုးရန်အကြံပြုအပ်ပါတယ်။မုန်တိုင်းဖြစ်လာပါကပေးမိနမယ်။အကွေအဆိုပါလေဖျားနဲ့ရံဝင်ဟာပုံမအားကောင်းလာပြီးတိုင်ဖုန်းမုန်တိုင်းအဆင့်သို့ရောက်ရှိသွားမယ်ဆိုပါက ၎င်းမုံတိုင်းကိုမမိုဟုအမည်ပေးမှာဖြစ်ပါတယ်။ဆက်လက်ပြီးမိုးလေဝသနဲ့ဇလားဗီရာညွှန်ကြားမှုဦးစီးဌာနရဲ့နောက်ဆုံးထုတ်ပြန်ထားတဲ့မြေကြီးမှုအခြေအနေသတိပေးချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။စစ်တောင်းမြေဟာတောင်ငူမြို့မှာစိုးရိမ်ရေမတ်အထက်ပေဝက်ကျော်လွန်နေပြီးနောက်တရက်အတွင်းနှစ်လက်မကန်ကျဆင်းနိုင်ကစိုးရိမ်ရေမတ်အထက်မှာဆက်လက်တည်ရှိနေပါမယ်။စစ်တောင်းမြေဟာမရောင်းမြို့မှာစိုးရိမ်ရေမတ်အထက်တပေးကန်ကျော်လွန်နေပြီးနောက်တရက်အတွင်းနှစ်လက်မကန်ကျဆင်းနိုင်ကစိုးရိမ်ရေမတ်အထက်မှာဆက်လက်တည်ရှိနိုင်ပါမယ်။ တို့ဖြစ်ပါရေးတောင်ကုန်မြို့နယ်မတောင်းမြို့အနီးရှိမြကန်းနီနဲ့မြေတွေပိုင်းနေထိုင်သူများအနေဖြင့်ရေပေးလွှာရာနေရာများသို့ရှောင်ရှားနိုင်ပါရန်သတိပေးနှိုးဆော်အပ်ပါရခင်ဗျာ29ရက်ကုလ2025ရက်နေ့နနက်6နာရီခွဲချိန်တိုင်းထွာကျက်ရမြေအခြေအနေများကိုတင်ပြပေးလိုက်ပါရခင်ဗျာမြေချီနာမြေဟာမနေ့ကညနေကနေ12နာရီအတွင်းရှင်းလက်မကပြန်ကျသွားပါတယ်မြေချီနာမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့36.3ဒီဂရီဆယ်စီယပ်နဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့18.3ဒီဂရီဆယ်စီယပ်လို့ဖြစ်ပါရခင်ဗျာ ေဂျီနာမြေဟာစိုးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်800စင်တီမီတာ26ပေကျော်ကအလိုမှာရောက်ရှိနေပါတယ်။မြေကြီးအတက်ကြပုံမှန်နေထားကန်မှာရှိနေပါမယ်။ထူးကဲမြေကြီးကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ရော်ရီမြေအထက်ပိုင်းမှာမိုးဟွာအသင့်တင့်ရှိနေပါမယ်။ရဖန်ရခါရော်ရီမြေစုံအထက်ပိုင်းမှာနေရာကွက်ရေမိုးသီးထန်စွာရောက်သွန်းခြင်းများကြောင့်မြေကြီးနားမြေကြီးကျဆင်းနေရာမှာပြန်လည်တက်လာခြင်းအခြေအနေဖြစ်ပေါ်နေအောင်မှာဖြစ်ပါတယ်။စကားရနေသားကြီးအထက်ပိုင်းကချင်ပြည်နယ်တစ်ခုလုံး မြမပြည်မြောင်ပိုင်းစွန်းဒေတာများနဲ့အေရီမြစ်ထပ်ပိုင်းမေခမလိခမြန်ဝမ်းဒေတာများမှာမိုးဒေတောင်ဖြစ်ထွန်းမှုအားအသင့်တင့်ရှိနေပါတယ်။အေရီမြို့တခြားနဲ့ချင်းတွင်းမြို့တခြားမြကန်းဒီမြေနိတ်ဒေတာများနဲ့မြေနူကျိုးများမှာစိုက်ပျိုးလုပ်ကိုင်နေထိုင်ကြသောတောင်သူများနဲ့ရေလုံသားများအေရီမြစ်ကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောက်နေကြသောမိဘပြည်သူများအားလုံးသိရှိနိုင်ပါရန်အတွက်တင်ပြပေးလိုက်ရပါတယ်ခင်ဗျာ။ချင်းတွင်းမြို့ကိုဆက်လက်တင်ပြပေးပါမယ်။ ခဏိမြေဟာမနေ့ကညနေကနေ12နာရီအတွင်းရှစ်လက်မကန်ပြန်ကျသွားပါတယ်။ဘုံရမြေဟာမနေ့ကညနေကနေ12နာရီအတွင်းတလက်မကန်ထက်တက်လာပါတယ်။ချင်းနှင်းမြေထပိုင်းမှာလက်တလုံးမိုးအားအနေငယ်မှအသင့်တင့်ရှိနေပါမယ်။ယခုရပိုင်းတွင်ချင်းနှင်းမြေတို့တလျှောက်မြို့အားလုံးမှာအကြပတ်သူဥတီနေအောင်မှဖြစ်ပါရယ်။ချင်းနှင်းမြေတက်ကြပုံမှန်နေထားကမှရှိနေပါမယ်။ထူးကဲမြေကြီးနိုင်တဲ့အခြေအနေမတွေ့ရှိရသေးပါဘူးခင်ဗျာ။ဟုံမလင်းဖောင်းပြင်မော်လိုက်ကလေးဝမင်းကင်းနဲ့ကဏီမြို့ရဲ့မြေကြီးများဟာဖြည်းဖြည်းချင်းဆက်လက်ကြာဆင်းနေပါမယ်။ မုံရမြို့မြေကတော့အတက်ကြမရှိရပ်တန့်နေပြီးယနေ့နေ့လယ်ပိုင်းမှာပြန်လဲကျဆင်းနိုင်ပါတယ်ဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်အရာရီမြေအခြေအနေကတော့ဗမုံမြေဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်ယနေ့နေ့လယ်ပိုင်းမှာပြန်လဲမြင့်တက်လာနိုင်ပါတယ်ရွှေကူကသာထိချိုက်တပိတ်ချင်းမန္တလေးစကိုင်းမြို့မူပခုတ်ကူညောင်ဦး6အောင်လန်းစိတ်သာဟင်္ဒရာနဲ့ဇလုံးမျိုးတွေရဲ့မြေရများဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါမယ်အရာရီမြေမြင့်တက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ ထူးခြားမှုရှိလျင်အချိန်နဲ့တပြေးညီတင်ပြပေးသွားမှာဖြစ်ပါတယ်ဆလဘီမိုးစလားမှထုတ်ပြန်ထားတဲ့2025ခုနှစ်အောက်တိုဘာလပတ်အတွက်မိုးလေဝသနဲ့ဇလဝေဒခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါရစေခင်ဗျာ။ဘင်္ဂလားပင်လယ်ော်အခြေအနေကတော့ဘင်္ဂလားပင်လယ်ော်မှာလေဖျားနှက်ရဝန်း3ချိန်ဖြစ်ပေါ်ပြီး2ချိန်မှာပုံမူအားကောင်းလာကမုန်တိုင်းငယ်ဖြစ်ရောက်ရှိနိုင်ပါတယ်။နောက်တောင်မုန်တုံးလေဟာ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့မှ6ရက်နေ့အတွင်းမြန်မာနိုင်ငံမြေဝကျွန်းပေါ်ဒေသများမှာ၎င်းအောက်တိုဘာလ9ရက်နေ့မှ10ရက်နေ့အတွင်းမြန်မာနိုင်ငံတောင်ပိုင်းဒေသများမှာ၎င်း ဆုတ်ခွာသွားပေါ်ရရှိပါတယ်။ဘင်္ဂလားပင်လယ်ော်အရှေ့လယ်ပိုင်းမှာတိမ်အသစ်တွေဖြစ်ထွန်းနေပြီးကပ်ပလီပင်လယ်ပြင်နဲ့ဂျန်ဘင်္ဂလားပင်လယ်ော်တို့မှာမုတ်တုံလေးအားအနေငယ်မှအားသင့်တင့်ရှိနေပါမယ်။မိုးအခြေအနေနဲ့မိုးရွာရဲ့မိုးအခြေအနေမှာသခိုင်းတိုင်းဒေသကြီးအထက်ပိုင်းနဲ့ကချင်ပြည်နယ်တို့မှာရွာသောမြက်ထက်ပိုနိုင်ပြီးနေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းရာရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာရွာမြဲခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။ရန်ကုန်တိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီး၊အထက်ပိုင်း၊အေရီတိုင်းဒေသကြီး၊တနင်္သာရီတိုင်းဒေသကြီး၊ကချင်ပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာ14ရက်မှ20ရက်ခန့်နေပြီးတော့မန္တလေးတိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊မန္တလေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ကယားပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့အရှေ့ပိုင်းတွေမှာ ရှိရမှ73ရက်ခန့်မိုးထစ်ချုံရွာနိုင်ပါတယ်။2025ခုနှစ်အောက်တိုဘာလအတွင်းဒေါက်တာဝရီမြေဟာမြေငံမြို့မှာတစ်ကြိမ်စစ်တောင်းမြေဟာတောင်ကုန်းမြို့နဲ့မတောင်းမြို့တို့မှာတစ်ကြိမ်စီကန့်ပဲခူးမြေဟာပဲခူးမြို့မှာတစ်ကြိမ်တန်လွင်မြေဟာဖန်အံမြို့မှာတစ်ကြိမ်တောင်းရဲမြေဟာမြဝတီမြို့မှာတစ်ကြိမ်တိုးမြေဟာမအူပင်မြို့မှာတစ်ကြိမ်ကန့် ဘီလင်းမြင့်ဟာဘီလင်းမြို့မှာတချိန်ကရင်းမြို့တို့ရဲ့စိုးရိမ်ရေမှအသီးသီးအကျော်လုံးရောက်ရှိနိုင်ပါတယ်ခင်ဗျာဆက်လက်ပြီးမတက်ပြန်မိုးလေဝသအခြေအနေဘယ်လိုရှိမလဲဘင်္ဂလားပင်လယ်အော်မှာဘာတွေဖြစ်နေမလဲဆိုတဲ့အခြေအနေအသေးစိတ်ကိုကြည့်လိုက်ရအောင်ပါ2025ခုနှစ်စက်တင်ဘာလ29ရက်နေ့ညနေ6:00နာရီချိန်ထုတ်ပြန်ကြရယဘင်္ဂလားပင်လယ်အော်အခြေအနေကတော့ကပလီပင်လယ်ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့မှာမုတ်တုံလေအားကောင်းနေပြီးကျန်ဘင်္ဂလားပင်လယ်အော်မှာမုတ်တုံလေအားအသေးသေးရှိနေပါမယ်မတက်ပြန်မနေ့တိခံမှန်းချက်ကတော့မကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီး ကချင်ပြည်နယ်ချင်းပြည်နယ်တို့မှာနေရာကျဲကျဲနေပြီးတော့မန္တလေးတိုင်းဒေသကြီးရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာစိတ်စိတ်နဲ့ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထချုံရွာပြီးရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးကင်းပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာနေရာကွက်၍မိုးကြီးနိုင်ပါတယ်။ကြွားရံရာနှုံးပြေဖြစ်ပါတယ်။ဆက်လက်ပြီးမနက်ဖြန်အတွက်တိုင်းဒေသကြီးနဲ့ပြည်နယ်မျိုးကြီးများရဲ့မိုးလေဝသခန့်မှန်းချက်ကတော့ နေပြည်တော်မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရန်ကုန်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပန်းသလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပဲခူးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ဟောမလေးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ပသိမ်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တဝဲမြို့မှာမိုးထစ်ချုံနေချင်းထစ်ချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လွိုက်ကော်မြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ ဟန်မြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ဟာခါမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။စစ်တွေမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။လာရှိုးမြို့မှာနေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။တောင်ကြီးမြို့မှာမိုးတကြိမ်တစ်ကြိမ်ထစ်ချုံရွာပါမယ်။ကျိုင်းတုံမြို့မှာမိုးတကြိမ်နှစ်ကြိမ်ထစ်ချုံရွာပါမယ်ခင်ဗျာ။မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့တနင်္လာနေ့တိုင်းဒေသကြီးမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များရွေးချယ်ရာနေရာတစ်လျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးကြိုးပြင်းလျက်စိလက်ခြင်းနဲ့ မိုးသီးကြွေခြင်းစတဲ့မိုးလေဝသအခြေအနေများဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါရခင်ဗျာနောက်နေ့အတွက်ခံမှန်းချက်ကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်း AR တိုင်းဒေသကြီးတနင်္လာတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကင်းပြည်နယ်မိုးပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာမိုးပူလာပါမယ်နေပြည်တော်နဲ့နေတော်အတွက်မနက်ဖြန်မနက်ဒီခံမှန်းချက်ကတော့နေရာကွက်ချမိုးထစ်ချုံရွာပါမယ်။ရွာရရနှုံးပြဖြစ်ပါတယ်။ ရန်ကုန်မြို့နယ်နီးတစ်ဝိုက်အတွက်မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်။မန္တလေးမြို့နယ်နီးတစ်ဝိုက်အတွက်မနေ့ပြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးတစ်ချုံရွာပါမယ်။ရွာရံရာနှုံးပြဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ပင်လယ်ပြင်ခေးသွားများအတွက်မိုးလေဝသခံမှန်းချက်များကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။မြမပင်လယ်ပြင်မြဝကျုံပေါ်မုံတမခွေမွန်တင်နေနိုင်ကန်ယုန်တန်းတစ်ချောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာရံပန်ရံကမိုးသက်လေးပြင်းများကြာရောက်ပြီးလှိုင်းကြီးပါမယ်။ မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို35မိုင်ထိတက်ခိုက်နိုင်ပါတယ်။လိုင်းမြေမှာမြဝကြုံပေါ်မုံတမခွေမော်ဒန်နေနာဤကန်ရန်တချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာဆယ်ပေမှဆက်တပေကန်ရှိနိုင်ပါတယ်။မြမပင်လေပြင်းမှာလိုင်းအစ်တစ်မှာလိုင်းကြီးနိုင်ပါမယ်။မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကို25မိုင်မှမိုင်30ထိတက်ခိုက်နိုင်ပါတယ်။လိုင်းမြေမှာရခိုင်ကန်ရန်တချောင်းနဲ့ကန်လွန်ပင်လေပြင်းတို့မှာရှစ်ပေမှဆယ်ပေကန်ရှိနိုင်ပါတယ်။ရန်ကုန်မှာဒနေနာဤကန်ရန်တချောင်းပင်လေပြင်းခီးသွားများအတွက်မိုးလေဝသခံမှန်းချက် ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီအတွင်းခမန်းကျွတ်မိုးလေဝသအချိန်ဒီနေရာနံပြားမိုးထချုံရွာပြီးနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။အမြင်တာ၃ပိုင်းကမိုးရွာစဲမိုင်ဝက်ခန့်ရှိပါမယ်။ရေပင်လင်ကတော့အနောက်သို့မဟုတ်အနောက်တောင်တနအီကိုပင်လယ်မိုင်15မိုင်မှမိုင်20တခါတရံ35မိုင်အထိတက်ခိုင်နိုင်ပါတယ်။လိုင်းကြီးပြီးလိုင်းမြေမှာ10ပေမှ12ပေခန့်ရှိပါမယ်။ရန်ကုန်မှာရခိုင်ကမ်းရိုးတန်းတစ်လျှောက်ပင်လယ်ပြင်ခေးသွားများအတွက်မိုးလေဝသခမန်းကျွတ်ကတော့ယနေ့မိုးတဲ့ချိန်မှာနောက်24နာရီအတွင်းခမန်းကျွတ် မိုးလေဝသအခြေအနေကတော့နေရာစိတ်စိတ်မိုးထချုံရွာပါမယ်။အမြင်တာလေးမိုင်ကမိုးရွာစဉ်တမိုင်ကရှိပါမယ်။ရေပြင်လေဟာအနောက်သို့မဟုတ်အနောက်တောင်တနအီကိုပင်လယ်မှာ15မိုင်မှ -30 တခါတရံ25မိုင်မှ -30 အထိတိုက်ခိုက်နိုင်ပါတယ်။လှိုင်းတင်းတွေမှာလှိုင်းကြီးနိုင်ပါတယ်။လှိုင်းမြင့်မှာရှစ်ပေမှ10ပေကန့်ရှိနိုင်ပါတယ်။ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီ။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြရှင်လန်းကြပါစေခင်ဗျာ။ ျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါဦးခင်ဗျာ။